င်များအားလုံးပဲမင်္ဂလာပါရှင်။ဒီဗီဒီယိုလေးမှာတော့ကိုနှစ်လိုက်ဖက်တဲ့ငကက်လေးတွေကိုဘလို့ရွေးချယ်ဝတ်ဆင်ရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။တို့ကနားတူတူလေးတွေကိုပိုင်ဆိုင်ထားမယ်ဆိုရင်ဖောင်းနဲ့စီတဲ့နက်ကက်လေးတွေကိုရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ဖောင်းနဲ့တူတဲ့နက်ကက်လေးတွေကိုသာရွေးချယ်ဝတ်ဆင်မိမယ်ဆိုရင်တော့နားမှာတင်းကျပ်ကျပ်ဖြစ်နေတတ်ပြီးနေရာတိုင်ရန်ကတ်တာမျိုးတွေဖြစ်တတ်ပါရဲ့ရှင်။ ဟောင်းနေစီလေးတွေကိုသာရွေးချယ်ဝစ်စင်မင်းဆိုရင်တော့တက်တောင့်တက်တိုင်စီပြီးကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိစေမှာပါရှင်။ဒါအပြင်နှစွဲစီစီနက်ကက်တက်တက်လေးတွေကိုလည်းနှစ်တက်တလို့ရွေးချယ်ဝစ်စင်နိုင်ပါရှင်။တဲလေးတို့ရဲ့နားတွေကပါးတယ်ထင်မှာပါတယ်ဆိုရင်တော့ဖောင်းလန်တူပြီးပော့ပော့ပါပါဒီဇိုင်းလေးတွေကိုရွေးချယ်ဝစ်စင်သင်ပါရှင်။နားကပါတာမို့ခက်ကြီးကြီးနဲ့ထဲတဲ့နက်ကက်ဒီဇိုင်းမျိုးနှစွဲဒီဇိုင်းမျိုးတွေကိုစံစားတင်ပါရစေ။ ီလိုဒီဇိုင်းမျိုးတွေကိုရွေးချယ်ဝယ်စင်နေနေဆိုရင်တော့နားတွဲကြတာမျိုးနပောက်ပြတ်တာမျိုးတွေဖြစ်နိုင်တာမို့တတိပြုစီကျမရရှင်ဒါမျက်နှာဝဝိုင်းကလေးတွေကိုပိုင်းဆိုင်ထားမယ်ဆိုရင်တော့လက်ကက်ဆိုရင်တည်တည်လှလှနှဆွဲဆိုရင်ကတ်တူတူဒီဇိုင်းမျိုးကိုရွေးချယ်ဝတ်ဆင်သင်ပါတယ်ရှင်။ မျက်နှာသွဲပြီးလေတိုင်းစီစီလေးတွေကိုပိုင်ဆိုင်ထားမယ်ဆိုရင်တော့လက်ဆွဲစီစီလေးတွေကအမှန်ကန်ဆုံးရေးချယ်မှုပါပဲရှင်။ကဲဒါဆိုရင်တော့ကိုနဲ့ဘလို့ငကက်ပုံစံမျိုးလေးတွေကလိုက်ဖက်မလဲဆိုတာကိုသိရှိပြီးသွားမယ်လို့ထင်ပါတယ်ရှင်။နောက်ဗီဒီယိုလေးမှာလည်းတခြားစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးသွားအောင်ပါမို့ YouTube Channel လေးကို Subscribe လုပ်သွားဖို့မမေ့နဲ့နော်။